င်္ဂလာပါရှင်ရောင်းကစ်တဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်တိုင်းစစ်ဌာန PDF တရရမ833ရဲ့တရရမှုကြဆောင်ရဲဘော်တွေအတွက်ကောင်းပြုလေးပြင်ခန်းအောင်ပြုလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ကုန် PDF တရင်မှတ်၈၃၃ရဲ့တရင်မှုရဲဘော်ရက်နာခေါ်ရဲဘော် CJ အတွက်ဂုံပြူလေးပြူချင်းခန္ဓာကအတိုဘလာတရင်နေကစစ်မြေပြင်တနေရာမှာပြုလုပ်ခဲ့လို့ဆိုပါတရင်ကထုတ်ပြန်နေဆိုပါခန္ဓာမှာ PDF တရင်၈၃၃ရဲ့ဂုံပြူတစ်ဖွဲ့ကဂုံပြူလေးပြူတော့လွန်သူပန်ခွေချာကြာဆုံးရဲဘော်ရဲ့ထုတ်ပတိဖတ်ကြတာတနက်ဖောက်လေးပြူပြုလုပ်ခဲ့တယ်တရင်မှ၈၃ညာ၃ရက်တရင်မှုရဲဘော်ရက်နာကိုရဲဘော် CJ ဟာတွန်လိုင်းတော်ဝင်တွေကိုထမ်းဆောင်ရင်းစတရီမာလ၂၈ရက်နေ့မှာကြာဆုံးခဲ့လို့ဆိုပါတယ် ။ဘာအကြောင်းကြောင့်ကြောင့်ကွယ်လွန်ခဲ့တဲ့ရှင်ရာကတော့ PDF တန်ရှစ်တုံညာတုံကမထုတ်ပြန်သေးပေမဲ့ရဲဘော်ရက်နာဟာမကွယ်လို့ကအချိန်ထိတန်ရင်တောင်းဝင်တွေကိုထန်ဆောင်ခဲ့လို့ဆိုရယ်။ရဲဘော်ဝက်နာရဲ့တော်လင်းဘော်စူးစမ်းမှုဆရာထက်တန်မှုနဲ့အနစ်နာခံကောင်းဆောင်မှုတွေဟာတန်ရင်ရှစ်တုံညာတုံရဲဘော်တွေတက်ဆန်နမူနာယူထိုက်စရာဖြစ်တယ်လို့သိရတယ်။ရဲဘော်ရက်နာကွယ်လွန်ခြင်းဟာတန်ရှစ်တုံညာတုံနဲ့တော်လိုင်းအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီးရဲဘော်ရက်နာဖြစ်ခြင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါင်းရေးအတွက်အကျဉ်းရှိနေတဲ့တော်လိုင်းတက်တွေကိုတန်ရှစ်တုံညာတုံကရဲဘော်တွေကဆက်လက်ထမ်းဆောင်သွားမယ်လို့ထုတ်ပြန်တယ်။ ဆရာဘီဂျပန်စစ်တပ်ကအရမစစ်မှုထံစုဆောင်ခံသူစစ်သားနောက်ကန်ယူတပ်မှလီထံလင်းဝင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ခြေဆိုင်ဂျပန်စစ်တပ်ခလာတရင်280ကနေအရမစစ်မှုထံစုဆောင်ခံသူစစ်သားနောက်လင်းဝင်လာလို့ကရင်မျိုးသားလူမျိုးရေးတပ်တော် KNL တပ်မှလီကထုတ်ပြန်တယ်။အဆိုပါစစ်မှုထံတင်နန်းစင်စစ်သားနောက်အော်တိုဘလတ်တရက်နေ့က KNL တပ်မှလီတရင်71ထံလက်နက်မဲ့အလင်းဝင်လာခဲ့တာဖြစ်တယ်။အလင်းဝင်စစ်သားများဟာဂျမ်ဖက်စစ်တဲ့တပ်သားတွေဖြစ်အထမဆူဆောင်းခံရပြီးနောက်တနင်္သာရီမြို့နယ်တိန်ခွန်ကျောက်ဘက်ရှိရှေ့တန်းကိုပုတ်ခံရချိန်မှာထွက်ပြေးလာလို့သိရတယ်။ ပြည်ကစတေမလာ30ကလည်းတင်ခွန်ရှိတဲ့စကန်ကနေအရမစစ်မှုရန်စစ်သားလေးရဟွာ KNL တပ်မှလေးတရင်စတစ်ထံဗက်ပြန်ခုလုံခဲ့ပါရယ်။အကြောင်းမျိုးမျိုးကြောင့်ဂျပန်စစ်တပ်ထံမတရားစစ်မှုရန်ခိုင်းစေခံရတဲ့စစ်သားတွေအနေနဲ့နီးစပ်အတော်လေးတက်တွေစီရအနည်းနဲ့အလင်းဝင်ပေါ်လေ KNU ကတိုက်တွန်းထားပါရယ်။ ဆက်လက်ပြီးနံပါတ်2မြို့ပေါ်အမှတ်ရှိရကွက်ဖုံးကြီးကျောင်းနဲ့လူနေရကွက်ပေါ်ကိုစစ်တပ်ကလေးနဲ့ပုံချမှုပြည်သူ၃တေဆုံးပြီးရှစ်ဦးဒဏ်ရမှန်တုံမြို့ကလည်းစစ်တပ်ကလေးကြောင်းတိုက်ခိုက်ရှမ်းပြည်နယ်မြောက်ပိုင်းတရနယ်လေးကတိုက်ပိုက်ထားတဲ့နံပါတ်2မြို့ပေါ်အမှတ်ရှိရကွက်ဖုံးကြီးကျောင်းနဲ့လူနေရကွက်ပေါ်ကိုစစ်တပ်ကလေးနဲ့ပုံချဲ့ခဲ့ရပြည်သူ၃တေဆုံးပြီးရှစ်ဦးဒဏ်ရရှိကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘောလာနေ့ရက်နေ့မနက်9:23မိနစ်ဝန်းကျင်စစ်တပ်ကနံပါတ်2မြို့အမှတ်ရှိရကွက် ပေါပါရဖုန်ကြီးကြောင့်နည်းနဲ့လူနေရက်ွက်ပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျဲခဲ့ကြောင်းပုံကျဲမှုကြောင့်ပြည်သူတောင်းပွဲချင်းပြီးတိုက်ဆုံမီကလင်းငယ်တွေပေါဝင်ပြည်သူရှုပ်ထရရရှိခဲ့ကြောင်းသိရတယ်။ဒါကနံပါတ်2မြို့ကိုထမောင်းဆုံးပုံကျဲရကျဲတာကတိုက်လင်းနဲ့ကျဲချထားတဲ့ပေါင်ကဘုံလို့ထင်တာပဲ။ပေါက်ကွဲမှုရောပေါက်ကွဲတဲ့အရန်ပြင်ထန်နဲ့လောလောဆယ်တောင်းကတော့ပွဲချင်းပြီးဆုံးနဲ့ဒဏ်ရာတွေမှလည်းဒဏ်ရာပြင်ထန်နဲ့ ထို့ပြင်စစ်တပ်ကမန္တလေးမြို့ရှိရခိုင်စစ်ကောင်စီခလာ130တန်းဘော်ကိုစစ်တပ်ကလေနဲ့ပုံကျဲသွားကြောင်းလက်တလုံးပုံကျဲမှုကြောင့်ထိခိုက်ဒေဆုံးမှုသတင်းချင်းနေမသိရှိရသေးကြောင်း DNL သတင်းမြစ်တစ်ခုထံကနေသိရတယ်။ DNL ရဲ့ထုတ်ပြန်ချက်မှာတော့ယနေ့မနက်9:23မိနစ်ချိန်နဲ့မတူနဲ့မတုံမြို့မှာစစ်ကောင်စီတပ်ကတိုက်လေနဲ့ပုံနေလောက်ကျဲချပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကိုဆက်လက်တင်းထုတ်ပြန်ပြီးဖြစ်ကြောင်းဖော်ပြတယ်။ ဆလဘီကမ်လူမျိုးနဲ့အုံတော်ရာဘျူဇော်တီကင်းစကန်ကိုတိုက်ခိုက်သိမ်းပိုက်မှုဘျူဇော်တီနှုတ်သိဆုံးမိချအုပ်ရှင်ဖမ်းမိလက်နက်ခုနှစ်လက်ခဲများသိမ်းဆီရရှိသခိုင်းနိုင်ကမ်လူမျိုးနဲ့အုံတော်ရာဘျူဇော်တီကင်းစကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဘျူဇော်တီနှုတ်သိဆုံးမိချအုပ်ရှင်ဖမ်းမိခဲ့ကြောင်းကမ်လူခဲအမှတ်၃ပြည်ရဲ့တိုင်တဝန်ရှိသူကပြောတယ်အော်တိုဘလတ်တရက်နဲ့ညဆယ်နိုင်ဝင်းကျင်ကကမ်လူမျိုးနဲ့ထန်းကုံနဲ့ဒန်းပင်ရွာကြားရှိအုံတော်ရာဘျူဇော်တီကင်းစကန်ကိုပြည်သူ့ကာကွယ်ဘူပေါ့တပ်ဖွဲ့ကအလင်းငိုင်းလျှဲတပြက်ပျောက်ကြားစနေနဲ့ဝင်ရောက်တိုက်ခိုက်ရာဘျူဇော်တီနှုတ်သိဆုံးမိချအုပ်ရှင်ဖမ်းမိခဲ့တယ် ဘုံတော်ကြီးအမပြူစောတိကပြူစောတိကောင်းဆောင်ဝါတဝိုက်လက်အောက်ခံနေဖြစ်ပြဝါတဝကိုရိုက်လက်နဲ့တဆင်စစ်တင်နဲ့ပေးထားသူတွေဖြစ်တယ်။အုံတော်ကြီးကပြူစောတိနဲ့စစ်တပ်အခိုင်မှာတက်စကန်ဆောက်လုပ်ထားတဲ့နေရာစခန်းကြီးတစ်ခုဖြစ်ပြီးဒေါ်လိုက်တက်တွေနဲ့ပြည်သူတွေကိုနီလမျိုးစုံနဲ့အနောက်ရှက်ပေးခြင်းဖန်စီခြင်းနဲ့နေကြီးနဲ့ပြစ်ခတ်ခြင်းလုပ်ဆောင်တဲ့စစ်ကန်တစ်ခုဖြစ်ကြောင်းသိရပါတယ်။ အောင်တော့ရကပြူစောတိကောင်းဆောင်ဝါတာဝါရဲ့လူတွေအဓိကကြီးဆိုတဲ့နေရာအခုတိုင်းနာက Kings Camp ကိုတိုင်းနာရွာကိုတော့တိုင်းဖို့အများကြီးပြင်ဆင်ရပါမယ်။နောက်ပြီးတော့အောင်တော့ရဘက်ကအမှတ်6 3 3 5တင်ကားတက်ရင်လည်းရှိနေစူးစင်းညင်မုန်းနဲ့တိုက်ခိုင်းအောင်နိုင်နေစရာသက်သေးလည်းဖြစ်ပါတယ်။ရှေ့ရှောင်းအောင်ပွဲတွေလောင်းမှာပြည်သူတွေကိုဆက်ရတက်ဖို့နဲ့ခွန်အားနဲ့ရှေ့ဆက်ကြမယ်ဆိုတော့ပြောချင်တယ်လို့တိုက်ခိုင်းမှာပါဝင်ခဲ့တော်လင်းရေဘော်တဲဦးကပြောပါတယ်။ ထို့အပြင်ပြည်စောတိရဲ့ကိုင်ဆောင်တုံးပြကြည်တရီမျိုးစားတနတ်တော်လက်ကပိုင်မျိုးစားတနတ်နှစ်လက်ပြောင်းချောတနတ်နှစ်လက်နဲ့ခရမ်းပစ္စည်းချို့ကိုတင်စီအားရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုကပ်လူခေဘက်ကဖလှူရှာတဲ့ရင်ကပ်လူခေအမှတ်တုံးပြတဲ့တဲ့ရင်နဲ့နမြေခံဘက်ကဖတွေမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဆက်လက်ပြောနမ်တူမြို့လေကြောင်းတိုက်ခိုက်မှုရက်သား3တေဆုံကလင်းငယ်ပါဝင်6ဦးတန်ရောက်တရနယ်လေးကထုတ်ပြန်ရှမ်းပြည်နယ်မြောက်ပိုင်းမှာနမ်တူနဲ့မန်တုံမြို့ကိုအော်တိုဘောလနီယာနဲ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ရက်သား3တေဆုံပြီးကလင်းငယ်ပါဝင်6ဦးတန်ရရှိခဲ့တယ်စေကောင်စီတဲ့အဒီကနေ့မနက်9:30မိနစ်ချိန်မှာပြည်သူလူထုရဲ့တီရှာအိုတီဗီရွေချက်ရှိရှိနဲ့လေကြောင်းကနေနမ်တူမြို့မှာပုံတလုံးနဲ့မန်တုံမြို့မှာလေးလုံးပုံကျတိုက်ခိုက်ခဲ့တယ်။ပုံကျအောက်ပောက်ကွယ်မှုကြောင့်နမ်တူမြို့ကပြည်သူ၃ဦးတိမ်ဆုံခဲ့ပြီးကလေးပအဝင်၆ဦးထိခိုက်ဒဏ်ရာရှိခဲ့ကနေရှင်လုံးနဲ့ထိခိုက်ပျက်စီးခဲ့လို့ဆိုပါရတယ်။ ။ဒါအပြင်ယမန်နေ့ကလည်းမိုးကုတ်မြို့နောက်ပိုင်းရေထက်ကြေးရကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်တွေရရှိခဲ့ပြီးနေတလုံးလက်ပစ္စည်းကလည်းထုတ်ပြန်နေ။ဒါအပြင်ပြည်သူ့အနေနဲ့စစ်ကောင်စီပုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုစေတရင်အမျက်ရှင်လိုအပ်ပြီးလေကြောင်းရကာကွယ်နိုင်မှုလေကြောင်းရကာကွယ်ဆိုင်နီလနဲ့လိုက်နာဖို့လည်းတ ಿಯ နယ်ကတိုက်တွန်းပါတယ်။ဆလဘီရေကောက်ပွဲနီလချင်းဝန်ထမ်းတွေကိုစစ်ကော်မရှင်အပေါ်ထောက်ပံ့ခြင်းထပ်ပြီး အနာသိစေကောင်ရှင်ကတို့ကျင်းမပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲနီးလာချင်းနန်းစီရဲဝန်ထမ်းတွေကအော်တိုဘလော့တရက်နေ့ကစပြီးအပေါ်ထောက်ပံ့ခြင်းထပ်မံခန်းစားခွင့်ပြုသွားမယ်လို့ကြေညာတယ်။ထောက်ပံ့ခြင်းရသူတွေထဲမှာတော့နန်းစီရဲဌာနဆိုင်ဝန်ထမ်းတွေစစ်ကောင်ရှင်တပ်တွေကဝန်ထမ်းတွေနေစာဝန်ထမ်းနဲ့နေစာလုပ်သမားတွေပြင်ငင်းဆိုင်ဝန်ထမ်းတွေကိုပါလှစာခန်းစားခွင့်ပြုမယ်လို့ဆိုတယ်။အဲဒီထဲမှာဝန်ထမ်းနဲ့ငင်းဆိုင်ဝန်ထမ်းတွေကိုလှစင်ချက်3000ထောက်ပံ့ပေးမှဖြစ်ပြီးနေစာဝန်ထမ်းနဲ့နေစာလုပ်သမားတွေကိုတော့ နေ့စဉ်လုံအခကိုအရင်ကျက်6800ကနေ9800လိတောက်ပံ့ပေးသွားမယ်လို့ထုတ်ပြန်တယ်။စီဒီယံဝန်ထမ်းတို့ကထောက်ပံ့ကြည့်တူပြရရွေးကောက်ပွဲအတွက်မင်းဆွေရဲ့အနေနဲ့ဖြစ်ပြီးနောက်ဆက်ရပြဿနာကတော့ကုန်စင်းတို့တက်လိုက်တောင်ခံနိုင်ရတယ်လို့ဝေဖန်တယ်။ဒါအပြင်နေစားဝန်ထမ်းနဲ့နေစားလုပ်သမားတွေကိုလည်းအရင်တနေ့၈နာရီလုံအခအတွက်၄800သတ်မှတ်ထားရကနေအပေါ်ထောက်ပံ့ကြည့်တဲ့ကျက်တထောင်ကိုပြီးခဲ့2023ခုနှစ်အောက်တိုဘာလမှာတစ်ကြိမ်2024ခုနှစ်ဩဂုတ်လမှာတစ်ကြိမ်နဲ့အခုတတိယကြိမ်ဖြစ်အပေါ်ထောက်ပံ့ကြည့်တူပေးခဲ့ရဖြစ်တယ်လို့ထုတ်ပြန်တယ်။ ်အခုလောစစ်ကော်မရှင်ကသူတို့ရဲ့လက်အောက်ခံတန်းစီတရဝန်ထမ်းတွေအပြင်ငိမ့်ချဝန်ထမ်းတွေကိုပါပို့ထောက်ပံ့ကြတဲ့ဒိုးပင်းနေပေမဲ့စစ်တပ်အနာသိမ်းပြီးနောက်ဖြစ်ပေါ်တဲ့အကုံစင်းတို့နဲ့နိုင်ရှင်မာကဘာမှထူချောင်းမရှိဘူးလို့နန်းစီတရဝန်ထမ်းတွေနဲ့ငိမ့်ချဝန်ထမ်းတွေကပြောကြားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒိုးပင်းကျေးဇူးတင်ရှိပါတယ်ရှင်။